ပင်လာမနက်ခင်းပါရှင်မလ14ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးထ ਾਇ ရထွန်းနဲ့တင်ဆက်ပေးသွားတော့မှာပါဒီနေ့မနက်ခင်းသတင်းတွေမှာတော့ပဲခူးတိုင်းဒေသကြီးဝေါမြုနယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ညောင်ခါရှိအစ်ရေးစစ်ဆေးရေးဂိတ်မှာမော်တော်ဆိုင်ကတစ်စီးအတွင်းသုံဝက်သေးလာတဲ့ပစ္စတိုတနက်တွေဖမ်းဆီးရမိခဲ့တဲ့တဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မှတ်ပုံတင်တာနဲ့ကျောင်းဝင်ချင်းကျောင်းလာကတွေကိုအွန်လိုင်းငွေပေးချေခြင်းစနစ်နဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမဲ့တဲ့ ်အမေရိကန်နဲ့ရုရှားစပိုင်အကြီးအကဲတွေကပုံမှန်ဆက်သွယ်မှုတွေပြုလုပ်ဖို့သဘောတူခဲ့တဲ့တဲ့ထိန်းချုပ်ထားတဲ့ရုရှားပိုင်ခွေတွေကိုယူကရိန်းပြန်လည်ထူထောင်ရေးအတွက်သုံးသင့်တယ်လို့နိုဘယ်ဆုရှင်တရားကျော်ကလက်မှတ်ဝိုင်းထိုးပြီးတောင်းဆိုခဲ့တဲ့တဲ့နဲ့ Leaf Law ဖိုလူပွဲမှာလေဘာဘူအသင်းကိုအနိုင်ယူပြီးတမိုင်းသိရေးထိုးသွားမယ်လို့နယူးကာဆယ်အသင်းကောင်းဆောင်ဂီမာရစ်ကြုံရတဲ့တဲ့အဆောက်ရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါ။ဦးဆောင်တဲ့တဲ့ပုံနေနဲ့ ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ညောင်ခါရှိအစ္စရေးစစ်ဆေးရေးဂိတ်မှာမော်တော်ဆိုင်ကတစည်းအတွင်းတူဝက်သေးလာတဲ့ပစ္စတိုတနက်တွေဖမ်းဆီးရမိခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်ကညောင်ခါရှိအစ္စရေးစစ်ဆေးရေးဂိတ်မှာမော်တော်ဆိုင်ကတစည်းအတွင်းတူဝက်သေးလာတဲ့ပစ္စတိုတနက်တွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မလဆန်းရည်နဲ့မော်လဲပိုင်းအချိန်ကအစိုးရအေဇရေးစစ်ဆေးရေးဂိတ်မှာစစ်ဆေးမှုတွေလှုပ်ဆောင်နေစဉ် ကျိုက်ထုံမြို့ဘက်ကနေဝေါ်မြို့ဘက်ကိုမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မှာနေထိုင်တဲ့အသက်48နှစ်အရွယ်ဦးအောင်မြင့်မြတ်ဆိုသူမောင်းနှင်လာတဲ့ Honda Clip အမျိုးအစားမော်တော်ဆိုင်ကယ်ကိုအစ္စရေး78မျက်နှာစာကာလမပေါ်မှာရက်တန့်အရှာဖွေဆစ်ဆဲခဲ့ရာမသိငါဘွယ်တွေ့ရတာကြောင့်အသေးစိတ်အရှာဖွေမှုတွေလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။အဲ့လိုရှာဖွေခဲ့ရတာကနေမော်တော်ဆိုင်ကယ်ရဲ့ဘေးကာဗာတွေနဲ့ခြေနင်းအောက်ကာဗာအတွင်းတွေမှာ တိုဝက်သင်ဆောင်လာတဲ့ပြစ်တိုတနက်ရှစ်လက်နဲ့ကြီးစံတွေရှာဖွေတွေ့ရှိသိရမိခဲ့တာဖြစ်တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးလက်နက်ခဲယံတွေဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေစေလို့သိရပါတယ်လို့ပြောပါရယ်။ပြခဲ့တဲ့နှစ်အော်တိုဘားလအတွင်းကလည်းအဆိုပါညောင်ခါရှိအစ္စရေးစစ်စီရေးကိမှာခီးသည်တဲမှန်လုံရင်တစည်းပေါ်လိုက်ပါလာတဲ့ခီးသည်တအုပ်ထံကနေလက်နက်ခဲယံတွေဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါဗျ။ဆက်လက်ပြီး တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မှတ်ပုံတင်တာနဲ့ကျောင်းဝင်ကြီးကျောင်းလာကတွေကိုအွန်လိုင်းမြေပေးခြေချင်းစနစ်နဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မှတ်ပုံတင်တာနဲ့ကျောင်းဝင်ကြီးကျောင်းလာကတွေကိုအွန်လိုင်းမြေပေးခြေချင်းစနစ်နဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမယ်လို့သိရပါဗျ။မလာစတရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ်73အစည်းအဝေးခမ်းမမှာကျင်းပတဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မှတ်ပုံတင်ခြင်း registration နဲ့ကျောင်းဝင်ခြင်းကျောင်းလာကတွေက online payment mobile wallet နဲ့ပေးသွင်းတာတွေချိတ်ဆက်ဆောင်ရွက်နိုင်ရေးဦးစီးကော်မတီအစည်းအဝေးတင်ပြဆောင်2025ကနေသိရပါတယ်အစည်းအဝေးမှာဒုတိယဝန်ကြီးကတက္ကသိုလ်နှစ်သင်တန်းနဲ့အဝေးသင်ကျောင်းသားတွေရဲ့ကျောင်းဝင်မှတ်ပုံတင်တာနဲ့ကျောင်းဝင်ခြင်းကျောင်းလာကပေးသွင်းတာတွေကိုမိမိတို့နှစ်သက်ရာ online payment mobile wallet တို့နဲ့စတင်ချိတ်ဆက်တဲ့ အခမ်းအနားဖြစ်ကြောင်းပြည်ညာရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ဘဏ်အဖွဲ့အစည်းတွေရဲ့ချိတ်ဆက်အောင်မြင်မှုဖြစ်ကြောင်းတက္ကသိုလ်ကျောင်းသားတွေငွေသားနဲ့ကျောင်းဝင်ကြီးကျောင်းလကပေးသွင်းတာအစား digital ငွေကြေးသုံးစွဲခြင်းအလေးအကျင့်ကိုပြောင်းလဲကျင့်သုံးနိုင်တာဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ MMQR စနစ်မှာထိစပ်ထားတဲ့ဘဏ်အဖွဲ့အစည်းတွေနဲ့ online ငွေပေးချေခြင်းကို မလ18ရက်တနင်္လာနေ့ကစပြီးပြည်ညာရေးဝန်ကြီးဌာနမှရှိတဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမှာဖြစ်ကြောင်း Digital စနစ်ကိုပြောင်းလဲမှုမှာဝိုင်းဝန်းပါဝင်ပတ်မိုးကူညီပေးကြသူတွေအားလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းပြောပါရစေ။ဆက်လက်ပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတက်က2025ခုနှစ်ဖေဖော်ဝါရီ28ရက်မှာစတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ MMQR စနစ်ကိုဝင်ကြီးဌာနရဲ့အနက်ပညာရေးဝင်ကြီးဌာနကပထမအဦးဆုံးစတင်အသုံးပြုတာဖြစ်တဲ့အတွက်သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း မိုဘိုင်းဘင်ယူဇာ90ရာခိုင်နှုန်းကျော်အထိလွှမ်းခြုံနိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ဘဏ်အဖွဲ့အစည်းတွေကဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောပါရယ်အမေရိကန်နဲ့ရုရှားစပိုင်အကြီးအကဲတွေကပုံမှန်ဆက်သွယ်မှုတွေပြုလုပ်ဖို့သဘောတူခဲ့တယ်ဆိုတဲ့နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။အမေရိကန်ရုရှားစပိုင်အေဂျင်စီတွေရဲ့အကြီးအကဲတွေကဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ရမှာနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုကိုရှော့ချစေဖို့အတွက် ပုံမှန်ဆက်သွယ်မှုတွေကိုပြုလုပ်ဖို့သဘောတူညီခဲ့ကြတယ်လို့ AFP သတင်းဌာနကမလ12ရက်မှာဖော်ပြခဲ့ပါတယ်။မကြာသေးမီနှစ်တွေအတွင်းပထမဆုံးအကြိမ်ဆက်သွယ်မှုအဖြစ် CIA အကြီးအကဲ John Radcliffe နဲ့ Russia ရဲ့ SVR အကြီးအကဲ Sajina Rishkin တို့ဟာမတ်17ရက်ကဖုန်းဆက်သွယ်ပြောဆိုခဲ့တာဖြစ်တယ်လို့ Russia နိုင်ငံပိုင်း Test သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ Radcliffe နဲ့ Narishkin တို့ဟာအမေရိကန်နဲ့ရုရှားကြားဆက်ဆံရေးတွေမှာထိတိုက်တွေ့မှုကိုရှင်းချဖို့ နိုင်ငံတကာတည်ငြိမ်ရေးနဲ့လုံခြုံရေးကိုပံ့ပိုးပေးနိုင်မှုအတွက်နိုင်ငံစပိုင်အေဂျင်စီတွေအကြားပုံမှန်ဆက်သွယ်မှုတွေပြုလုပ်ဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ၃နှစ်ကြာဖြစ်ပွားနေတဲ့ယူကရိန်းပဋိပက္ခကိုအဆုံးသတ်မယ်လို့ကတိပြုခဲ့မှုနဲ့အတူအဲ့ဒီဖုန်းခေါ်ဆိုမှုဟာနှစ်နိုင်ငံစပိုင်အေဂျင်စီတွေအကြားပထမဆုံးအကြိမ်ဆက်သွယ်မှုဖြစ်ခဲ့ပါတယ်။ ယူကရိန်းကအမေရိကန်ကအဆိုပြုတဲ့ရပ်ပေါင်း30ကြာအပြည့်ခန့်ရစဲရေးကိုထောက်ခံပြီးဆော်ရီရီးပြနိုင်ငံမှာရုရှားနဲ့ဆွေးနွေးမှုတွေချက်ချင်းပြုလုပ်ဖို့သဘောတူခဲ့တဲ့တရက်ထဲမှာပဲအမေရိကန်နဲ့ရုရှားစပိုင်အေဂျင်စီအကြီးအကဲတွေကဖုန်းဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ထပ်မံပြီးထိန်းချုပ်ထားတဲ့ရုရှားပိုင်ငွေတွေကိုယူကရိန်းပြန်လည်ထူထောင်ရေးအတွက်သုံးသင့်တယ်လို့နိုဘယ်ဆုရှင်တရားကျော်ကလက်မှတ်ဝိုင်းရေးထိုးပြီးတောင်းဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငြိမ်းချမ်းရေးသဘောတူညီချက်ရယူပါက ကြီးပနိုင်ငံတွေမှာထိန်းချုပ်ခံထားရတဲ့ရုရှားပိုင်ငွေတွေကိုယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးနဲ့စစ်ကြောင့်တည်ဆုံခဲ့သူတွေကိုရော်ကြီးပေးရေးတွေမှာတုံးတင်တယ်လို့နိုဘယ်ဆုရှင်130ကျော်ကလက်မှတ်ဝိုင်းထိုးတောင်းဆိုမှုတစ်ရက်ပြုလုပ်ထားပါတယ်။ဒီတောင်းဆိုချက်မှာငြိမ်းချမ်းနိုဘယ်ဆုရအီရန်လူအခွင့်အရေးရှင်နေရှီရင်အီဘာတီဒါရုဗေဒဆိုင်ယာနိုဘယ်ဆုရှင်မိုက်ကယ်လက်ဗစ် ရူပဗေဒနိုဘယ်ဆုရှင်ရိန်ဟန်ဂျန်ဆယ်တို့လည်းပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီတောင်းဆိုချက်ကို2022ခုနှစ်ကငြိမ်းချမ်းနိုဘယ်ဆုရယူကရိန်းလူအခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ Center for Civil Liberties ကိုဦးဆောင်သူအိုလန်ဆန်ဒရာထံပေးအပ်သွားမယ်လို့သိရပါတယ်။ယူကရိန်းကိုကျူးကျော်လိုက်မှုကြောင့်တန်ခတ်ပိတ်ဆို့မှုအဖြစ်ရုရှားဗဟိုဘဏ်ပိုင်ဆိုင်တဲ့ Euro Billion 300ထိန်းချုပ်ခံလဲရပြီးအဲ့ဒီငွေတွေက G7 နိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေမှာရှိတဲ့ဘဏ်အကောင့်တွေမှာရှိနေပြီးပြီး အတိုးတွေလည်းရနေပါတယ်။ဒါကြောင့်တပ်ဆိုင်ရာအစိုးရတွေအနေနဲ့ငြိမ်းချမ်းသဘောတူညီချက်ရပြီးပါကဒီငွေတွေကိုယူကရိန်းထူထောင်ရေးနဲ့ရော်ဂျေးရီအတွက်သုံးစွဲခွင့်ပြုဖို့နိုဘယ်ဆုရှင်တွေကတောင်းဆိုနေကြပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့လီဖလောင်းပိုလိုဝဲမှာလီဗာပူးအသင်းကိုအနိုင်ယူပြီးတမိုင်းသက်ရေးထိုးသွားမယ်လို့နယူကာဆယ်အသင်းကောင်းဆောင်ကီမာရစ်ကြုံးဝါခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နယူကာဆယ်အသင်းကောင်းဆောင်ဘရူနိုကီမာရစ်က လီဖလားဘိုလိုဝဲမှာလီဗာပူးအသင်းကိုအနိုင်ယူပြီးသမိုင်းသစ်ရေးထိုးသွားမှာဖြစ်တယ်လို့ကျောင်းဝါပြောဆိုခဲ့ပါတယ်။မြို့ကဆယ်အသင်းဟာမလ16ရက်တနင်္ဂနွေနေ့မှာလီဖလားဘိုလိုဝဲအဖြစ်ဝင်းပလေးကွဲမှာလီဗာပူးအသင်းနဲ့ကစားရမှာပါ။ နယူးကာဆယ်အသင်းဟာ1954-55ရာသီမှာ FA ဖလားရယူပြီးတဲ့နောက်ပြရင်းစုဖလားတွေကိုရယူနိုင်ခြင်းမရှိတာဟာနှစ်ပေါင်း80ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒါပြင်နယူးကာဆယ်အသင်းဟာအသင်းသမိုင်းတခြားလီဖလားပြိုင်ပွဲမှာဘိုးဆွဲမှုချင်းမရှိသေးရာနယူးကာဆယ်ကစားသမားတွေကလီဖလားကိုရယူဖို့ဆန္ဒပြပြနေကြပါတယ်။ ညူကော်ဆယ်အသင်းဟာအခုရာသီမတိုင်မီလီဖလားပိုလိုဝဲကို1985-86ရာသီနဲ့2022-23ရာသီတွေမှာနှစ်ကြိမ်တက်ရောက်ဖိုးပေမဲ့လည်းဒုတိယနေ့သာကျင်းနေခဲ့ရပါတယ်။ ဟီမာရစ်ကကျွန်တော်တို့အနိုင်ရမယ်လို့ယုံကြည်ပါတယ်ဘိုလူဝဲမှာဘာမဆိုဖြစ်နိုင်ပါတယ်လီဖလန်ဘိုလူဝဲကကျွန်တော်တို့အတွက်ကမ္ဘာဖလားဘိုလူဝဲလို့ဖြစ်ပြီးအရာအလုံးလည်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီအသင်းအတွက်တမိုင်းသိရေးနိုင်မှုစူးစမ်းသွားမှာပါအသင်းပရိသတ်တွေလည်းဖလားမမြင်ဘူးတာကြားပါပြီကျွန်တော်တို့အနေနဲ့ဘယ်အသေးမဆိုအနိုင်ယူနိုင်စွမ်းရှိပါတယ်လို့ပြောပါတယ်မလ14ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရထွန်းလင်းတင်ဆက်ပေးသွားခဲ့တာပါ ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။